သတင်းပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပဲခူးမှာချက်တန်း၈000ကျော်တန်ဖိုးရှိတဲ့မွေးရည်ဆေးများဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်ရခိုင်ပြည်နယ်ကိုပို့မဲ့တံပိုးငွေကြက်တန်း၈000ကျော်တံပိုးရှိတဲ့မွေးရည်ဆေးတွေကို ဘကိုးတိုင်းတွဲမှာဖမ်းမိတယ်လို့စကောင်းစီဩစာခံမွေးရစေထိန်ချုပ်ရေဘိုးအဖွဲ့မှယမန်နေ့ဇွန်လ12ရက်နေ့ညမှာထုတ်ပြန်လာပါတယ်။မွေးရစေဝါဒါစီနိုင်နေရဲ့ရတပွဲနဲ့ပူပေါင်းပွဲတွေဟာပြီးခဲ့တဲ့ဇွန်လ၄ရက်နေ့မွန်လယ်ပိုင်းကပြည်အောင်လန်တော့ဂါလန်ကဒုတ်ဂိတ်နာမှာမွေးရစေဝါတွေရောင်းဝယ်လုံးမယ်ဆိုတဲ့သတင်းရဆောင်ဆိုင်နေကြတယ်လို့ဆိုပါတယ်။အဲဒီချိန်မှာအောင်စောဦးမောင်းနေတဲ့ Toyota Prado ကားပေါ်ကနေဘိုးဘိုးအောင်မောင်းနေပြီးဇင်သူအောင်နဲ့အောင်ပြေပြိုးတို့လိုက်ပလာတဲ့အိုင်းဆောင်ကားပေါ်ကိုလွှဲပြောင်းတင်နေတော့ရှားပွေစစေခဲ့ရမှာ သူတို့လေယောင်းနဲ့တူစိတ်ကြွရူတို့ဈေးပြားရေ9သိန်းကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်စစဲဖော်ထုတ်ချက်တွေရအောင်စော်ဦး9ရန်းနေထိုင်တဲ့ပြည်မြို့ဇွန်နေဖရားလန်းကနေအိမ်ကိုဆက်လက်ရှာဖွေခဲ့ရမှာ။ကြော်စင်နဲ့တူစိတ်ကြွဈေးပြား42.885သိန်းထက်မှန်ဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ဒါပြင်ခွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များရအဲ့ဒီစိတ်ကြွဈေးပြားတွေတဲဆောင်ခိုင်းတဲ့ဒိန်သေးနဲ့သူ့ရဲ့စနီမန္နကန်းဖိန်တို့ကိုပြီးခဲ့တဲ့ဇွန်လ6ရက်နေ့ညနေပိုင်းက ARD တိုင်းဂျုံပြောမြို့နယ် မော်ချိုပြေးရွာမှာ Toyota Land Cruiser ကားနဲ့တူဖမ်းမိခဲ့ပြီးတော့ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မနက်မှာလဲဇိုင်းပညာမြင်းအောင်ခေါ် BB ခေါ်စကားနဲ့မဲလွင်ဦးတို့ကိုမင်္ဂလာတုံမြို့နယ်ဆွဲတော် City အိမ်ရာကားပါကင်မှာ Handy Grand ကားပေါ်ကနေစိတ်ကြွဆေးပြ7သိန်းနဲ့တူထပ်မံဖမ်းဆီးရမိခဲ့တာကြောင့်စုစုပေါင်းကာလာတန်ပိုးငွေကျပ်ဒဏ်1180ကျော်ရှိတဲ့စိတ်ကြွဆေးပြ59.885သိန်းဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်ဒါပြင်နောက်ဆက်တွဲစစ်ဆေးဖော်ထုတ်ချက်တွေအရ ရန်ပြင်းနယ်ကနေရခိုင်ပြည်နယ်ကိုစိတ်ကြွဆေးပြားတွေတင်ပို့ရောင်းချတဲ့သူဟာရန်ပြင်းနယ်ဂျေတီမြို့နယ်ဝမ်ဟိုင်းနယ်ထွန်းစီနယ်ဇနီမန်နန်းရင်ရွှေခေါ်နာမိုင်းခေါ်နာခန်းကြတို့ဖြစ်ပြီးတော့ပြည်မြို့မှာတိန်တင်းနဲ့အောင်စော်ဦးတို့ကမေငားရန်တို့လောင်ပြီးရခိုင်ပြည်နယ်ကိုပို့ပေးတာလို့ဆိုပါတယ်ပြီးတော့မန္တလေးမြို့ကနေတဆင့်ရန်ကုန်ရန်ကုန်ကနေတဆင့်ရခိုင်ပြည်နယ်ကိုတင်ပို့ရောင်းချသေးပြီးတော့ရခိုင်ပြည်နယ်ကနေစိတ်ကြွဆေးပြားတဲဆောင်ရောင်းဝယ်သူကတော့ထင်းထင်းကြောကြောရခိုင်ဖြစ်တယ်လို့သိရှိထားတယ်လို့လည်းထုတ်ပြန်ထားပါတယ် လက်ရှိမှာသူတို့ကိုအေးအေးယူထားပြီးခွင်ဇက်တိကိုဇက်တိုက် ဖော်ထုတ်နေတယ်လို့သူတို့ရဲ့မူရဲ့ဇေဝတဲဆောင်ရောင်းဝယ်ရာကနေရတဲ့ငွေကြေးချိုးမြတ်တွေပိုင်ဆိုင်မှုတွေကိုပြည်သူ့ပန်းနာအဖြစ်တင်ဆက်နိုင်ရေးတို့ကငွေကြေးခွာချမှုတိုက်ပြက်ရေးဥပဒေနဲ့ရေးယူနိုင်ရေးဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့တရဲမှုဒုတိယပုံမူကြီးဆင်းတဲ့အထက်ရာတို့တိုးရန်ရှိနေတဲ့ဆေးရရှိများရဲ့မိဘဆွေမျိုးတန်းဝိုင်းနေတယ်မှာ NLD ပါတီ BDN နဲ့ CDM များပတ်သက်မှုရှိမရှိစုံစမ်းစစ်ဆေးရမယ်လို့ညွှန်ကြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာချမ်းဘတ်စကောင်းစီကတရဲမှုဒုတိယဖို့မှုကြီးဆင်းတဲ့အထက်ရာတို့တိုးရန်ရှိနေတဲ့ဆေးရရှိများရဲ့မိဘဆွေမျိုးတန်ဝိုင်းများထဲမှာ LND ပါတီဝင်များ BDN နဲ့ CDM ဝန်ထမ်းများပတ်သက်မှုရှိမရှိစုံစမ်းစစ်ဆေးရမယ်လို့စစ်တပ်တွေညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့နေပြည်တော်တပ်သတင်းရင်းမြစ်ကပြောဆိုပါတယ်။အချမ်းဘတ်စကောင်းဆောင်မင်းအောင်လင်ကတပ်တွင်းရာတို့တိုးပေးမှုနဲ့တိုက်ဆိုင်တဲ့စီကန်းချက်များကိုပြင်ဆင်တက်မှတ်နေရမှာ။ တရေမှုဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့အဲ့ဒီအဆင့်အထက်ယာရူတိုပေးတဲ့နေရာမှာမိဘဆွေမျိုးအတိုင်းဝိုင်းများတွင်းမှာ NLD ပါတီဝင်တွေ BDN နဲ့ CDN ဝန်ထမ်းတွေပတ်သက်နေခြင်းရှိမရှိအဓိကထားစုံစမ်းစစ်ဆေးရမှာဖြစ်ကြောင်းပတ်သက်မှုရှိကြောင်းစုံစမ်းစစ်ဆေးပေါ်ပေါက်ပါကယာရူတိုပေးမှုကိုလုံးဝဆိုင်းငံ့ထားရမှာဖြစ်တယ်လို့သိရပါတယ်အခုရာရှိကြီးတွေယာရူတိုပေးမယ်ဆိုရင်တို့ရဲ့နောက်ကြောင်ရဆိုရင်တေးချလိုက်ဖို့ညွှန်ကြားလာပါတယ်အဲ့ဒီထဲမှာမိဘဆွေမျိုးတွေထဲမှာ PDF တွေရှိလား NLD ပါတီဝင်တွေရှိလား CDN ဝန်ထမ်းတွေရှိလားဆိုတာ အဲ့ဒီနောက်ကြောင်ရာဇဝင်တွေလိုက်ခိုင်းနေရှိတယ်ဆိုရင်တော့ယာရုတိုးတွေဆိုင်းငံ့သွားမယ်ယာရုမတက်တော့ဘူးဘလို့အေးယူဆိုတာမျိုးတော့မပါဘူးတရက်ပတ်ရွှေခံရတာအေးမပတဲ့တက်တွေရောက်တာတွေဖြစ်နိုင်တာဗောလို့နေပြီးတော့စစ်ပတ်သတင်းရင်းမြစ်ကပြောဆိုပါတယ်စကောင်းစီကစက်တက်တွင်ယာရုတိုးပေးရင်းနဲ့ပတ်သက်လို့အတက်ရွယ်ပညာရေးချင်းပါဝင်ခံတချက်တချို့ကိုရှော့ပေါ်ခဲ့ပေမဲ့လည်းရကိုးကစိတ်ကန်းချက်အစ်စ်နေနဲ့မိဘဆွေမျိုးတိုင်းဝိုင်းနေတယ်မှာ NLD ပါတီဝင်တွေ PDN နဲ့ CDN ဝန်ထမ်းတွေမဖြစ်ရဆိုတဲ့ခံတချက်အစ်စ်ကိုချမှတ်လာခြင်းဖြစ်ပါတယ် ဒါပြင်စစ်တပ်ဟာနိုင်ငံဝန်ထမ်းအဖွဲ့အစည်းဖြစ်ပြီးပါတီနိုင်ငံရေးနဲ့မပတ်သက်ရန်လိုအပ်ကြောင်းစစ်တပ်က၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ဖြစ်တဲ့အမျိုးသားနိုင်ငံရေးတာဝန်ကိုထမ်းဆောင်နေခြင်းဖြစ်ပြီးနိုင်ငံရေးလုံးနေခြင်းမဟုတ်ဘဲနဲ့နိုင်ငံအရေးကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်းဒါကြောင့်စစ်တပ်နဲ့စစ်သားများဟာပါတီနိုင်ငံရေးခင်ရှင်ရမယ်ဆိုတဲ့မင်းအောင်လှိုင်ရဲ့အမှားကြားချက်တွေကိုတပ်တွင်းစည်းဝေးတွေမှာပြန်လည်မျှဝေပို့ချနေတယ်လို့သိရပါတယ်။အဲလိုမင်းအောင်လှိုင်ကဆေးရရှိများနဲ့စစ်သားများအနေနဲ့ပါတီနိုင်ငံရေးခင်ရှင်ရမယ်လို့ပြောဆိုထားပေမဲ့ ၎င်းတို့ရဲ့ချမ်ဖော့ပါတီမှာတော့စစ်ပုတ်ချုပ်ဟောင်းများနဲ့ဖွဲ့စည်းထားပြီးတော့စက်တကဘိုးချုပ်တချို့ကိုစစ်ပတ်ရတို့ကနေအနာပေးကချမ်ဖော့ပါတီအတွင်းတို့ဘိုးဆောင်မှုတွေမင်းအောင်လင်ကလှုပ်ဆောင်ခဲ့ပူပါတယ်ဆက်လက်ပြီးတမန်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့တထုံးမှာလိုင်စင်မဲ့ဆိုင်ကယ်မောင်းနေမှုနဲ့ဖန်ဆီးခံရတဲ့ဦးဝင်းစော်ဦးကိုစစ်သားနဲ့ရဲများကရိုက်တက်ခဲ့ပြီးတော့တေဆုံးတို့အလောင်းရဲ့ဦးခေါင်းခွန်နဲ့တကိုယ်လုံးမှာဒဏ်ရာအပြည့်ရှိနေတယ်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါတယ်မွန်ပြည်နယ်တထုံမြို့နယ်မှာလိုင်စင်မဲ့ဆိုင်ကယ်မောင်းမှုနဲ့ဖန်ဆီးခံခဲ့ရတဲ့ဦးဝင်းစော်ဦးကို အကြမ်းမဆက်သားနဲ့ရဲများကရိုက်တက်လိုက်ပြီးတော့အဆိုပါတေဆုံသူရဲ့အလောင်းမှာဦးခေါင်းခွန်းနဲ့တကိုးလုံးဒဏ်ရာအပြည့်ရှိနေတယ်လို့တေဆုံသူရဲ့မိတ်ဆွေတွေကပြောဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ၄ရက်နေ့ကတထုံမြို့နယ်အောက်ချင်းရက်ွက်အောင်မြေရှိပုံနှစ်လမ်းမှာနေတဲ့အသက်50နှစ်အရွယ်ဦးဝင်းစုံကိုစတက်နဲ့ရဲများကလိုင်းစင်မဲ့ဘေးရွယ်ဆိုင်ကစီးနှင်းမှုနဲ့ဖမ်းဆီးခဲ့ကြောင်းအဲဒီနောက်ဇွန်လ6ရက်နေ့မှာလိုင်းစင်မဲ့ဘေးရွယ်ဆိုင်ကမောင်းနေမှုနဲ့တထုံမြို့နယ်တရားရုံးမှာရုံထုတ်ခဲ့ပြီး ဇွန်လ9ရက်နေ့မှာဝင်းစော့ဦးတည်ဆုံသွားတာကြောင့်လောင်လာယူရန်မိသားစုတန်တို့တထုံမျိုးနဲ့ရဲစခန်းကအကြောင်းကြားလာတယ်လို့သိရပါတယ်။ဦးဝင်းစော့ဦးကသူ့ကိုလိုင်စင်မဲ့ဆိုင်ကယ်စီးနှင်းမှုနဲ့ဖမ်းတော့ complaint တက်တယ်။တက်ရောရဲရောဝန်ထမ်းတွေရောလိုင်စင်မဲ့စီးနှင်းနေကြတော့သူ့မှာဘာလို့ဖမ်းလဲပေါ့။အဲဒါကိုအညှိုးထားပြီးတော့ရိုက်တက်လိုက်တာပဲ။သူ့ဘန်းခန့်ရတာကဇွန်လ၄ရက်နေ့သူ့ကိုရိုက်တက်လိုက်တာကဇွန်လ9ရက်နေ့ပါ။သူ့ကိုရုံထုတ်တော့မိသားစုကိုသူနှိမ့်ဆက်ခံနေရတာပြောပြတယ်။မိသားစုကလည်းရုံထုတ်ပြီးလို့မိန်ချလိုက်ရင်ပြီးသွားမှာပါ။ခဏဆောင်းပါအောင်ဆိုပြီးသူ့ကိုဖေးမာထားတာ။ ဇွန်လ9ရက်နေ့မှာတော့လောင်းလာယူခိုင်းတယ်။အလောင်းမှာဦးခေါင်းခွန်တန်းရာနဲ့တကူလုံးမှာတန်းရာတွေအပြည့်နှိမ့်ဆက်ခံထားရတာလို့မိတ်ဆွေတို့ကရှင်းပြပါတယ်။အရင်နောက်တထုံမျိုးနယ်ရဲစခန်းကအဝင်းစော်ဦးရဲ့တည်ဆုံမှုကိုအုံနောက်သွေးကြောပြက်ပြီးတည်ဆုံနယ်လို့စေးစားမှလိန်လေရေးသားထားတဲ့ပြင်ကြံရဲသူမိသားစုထံသို့လည်းငွေကျပ်2သိန်းလာပေးကြောင်းဒါပြင်ဇွန်လ10ရက်နေ့မနက်ပိုင်းမှာအလောင်းကိုလည်းရင်ခွဲရုံမှာထုတ်ယူခွင့်ပေးကြောင်းအဝင်းစော်ဦးကိုစက်တက်နဲ့ရဲများကရိုင်းနဲ့တပြက်လိုက်တယ်ဆိုတဲ့သတင်းကိုလည်း လူမှုကွန်ရက်နဲ့အင်တာနက်ပေါ်ဖျံဝေခြင်းမပြုရန်ချိန်ချောင်းမှုတွေရှိနေတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရခိုင်မအေးအုတ်ချုပ်ရီဖွဲ့စည်းပုံပြောင်းလဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ဒေသတွင်းစစ်တေတာလိုက်နေမြေတွေတတ်မှတ်ပြီးတော့အုတ်ချုပ်ရီရန်နေရာတွေလဲပတ်နေတဲ့အာရခတ်တော်အေးအေးဖွဲ့စည်းထားတဲ့အာရခပြည်သူတော်လှန်ရေးစိုးရဟာရခိုးကမျိုးနဲ့များကိုစုစည်းပြီးတော့ခရိုင်အဖြစ်ပြောင်းလဲတတ်မှတ်အုတ်ချုပ်ရန်ပြင်ဆင်နေတယ်လို့အေးအေးနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီကနေသိရပါတယ်။ ေတ္တာ၉ခုရှိတဲ့ရခိုင်ပြည်မှာစေတ္တာမူးတွေရှိပြီးစေတ္တာတခုစီလိုက်အုပ်ချုပ်ရေးတရားစီရင်ရေးအခွန်ကောက်ခံရေးပညာရေးစသဖြင့်ဌာနလိုက်ဒေတာမူးတွေမေမြေမူးတွေခန့်အပ်ပြီးတော့အုပ်ချုပ်လက်ပတ်နေရမှာရခိုင်ကခရိုင်နေဖြစ်ပြောင်းလဲတက်မှတ်လာခြင်းဖြစ်တယ်လို့ဆိုပါတယ်အခုဘိုးအုပ်ချုပ်ရေးအဖွဲ့ကိုအတိတ်ထက်ဖွဲ့လိုက်တယ်အဲဒီကနေဖွဲ့စည်းပုံတွေပြောင်းသွားတာအခုခရိုင်နေနဲ့ပဲအုပ်ချုပ်တော့မယ်ပေါ့အခုအရာတွေကစာပြောင်းနေပြီလို့အာရခပြည်သူတော်လှန်ရေးအစိုးရနဲ့နေဆက်တဲ့သတင်းရင်းမြစ်တအိုးကပြောပြပါတယ် အဲ့လိုအာရကပြည်သူတော်လိုင်းရဲ့အစိုးရကဖွဲ့စည်းလိုက်တဲ့ခရိုင်များမှာမောင်နှောခရိုင်မှာဘူဒီတောင်နဲ့မောင်နှောစစ်တွေ့ခရိုင်မှာစစ်တွေ့ရသေးတောင်နဲ့ပုံနေကြုံမြအူးခရိုင်မှာမြအူးနဲ့ကြောက်တော့မင်းများခရိုင်မှာမင်းများနဲ့ပေါက်တော့ကြောက်ဖြူခရိုင်မှာကြောက်ဖြူမြေပုံရမ်းပြဲစတဲ့ပြင်ပါဝင်တယ်လို့သိရှိရပါတယ်။ဒါပြင်အဲ့လိုအုပ်ချုပ်ရေးဖွဲ့စည်းပုံပြောင်းလဲဖွဲ့စည်းလိုက်တာဟာတလဝင်းချင်းခံရှိနေပြီဖြစ်ကြောင်းအဆိုပါဘုံအုပ်ချုပ်ရေးဖွဲ့မှာရပ်ဘက်ပညာရှင်တွေအုပ်ချုပ်ရေးကျွမ်းကျင်းသူအတွေးကြုံရှိသူတွေပါဝင်တယ်လို့နေဆက်တဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်။ အခုစတိတ်သားတွေမှာကနေမြေတွေစနစ်တကျလည်းတတ်မှတ်တာမရှိသေးဘူးလေအားအားကြောင့်ခုလိုမျိုးနယ်တွေခရိုင်နေလိုက်လုံလိုက်တာထင်တယ်လို့နောက်တဲ့အာရခပြည်သူအစိုးရနဲ့နေဆက်တဲ့တရင်ရင်းမြစ်တအူးကဆိုပါတယ်လက်ရှိမှာရခိုင်ပြည်နယ်အတွင်းကမျိုးနယ်၁၄ခုနဲ့ချင်းပြည်နယ်ဘလဝါမျိုးတို့ကိုလုံဆောင်တိမ့်ပိုက်ထိန်းချုပ်ထားတဲ့အေးဟာအဲ့ဒီမျိုးနယ်တွေမှာအာရခပြည်သူတော်လှန်ရေးအစိုးရကိုဖွဲ့စည်းကအုပ်ချုပ်ရေးရန်ရဲများနဲ့လဲပတ်နေပြီးပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများပါဆောင်ရွက်ပေးနေပြီဖြစ်တယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့2009ခုနှစ်မှာ အဖွဲ့ဝင်26ဦးနဲ့တည်ထောင်ခဲ့တဲ့အာရခတက်တော်အေးဟာနိုင်ငံရေးဖွဲ့စည်းဖြစ်တဲ့ရခိုင်အမျိုးသားဖွဲ့ချုပ် ULAA ကို2016ခုနှစ်မှာဖွဲ့စည်းခဲ့ပါတယ်။အဲဒီနောက်ရခိုင်ပြည်နယ်တို့ရဲ့နယ်မြေထိန်းချုပ်မှုအတိုင်းအတာတစ်ခုရလာခဲ့ချိန်2020နဲ့2021ဝန်းကျင်ကာလတွေမှာအာရခပြည်သူအာဏာပိုင်ဖွဲ့စည်းကိုထပ်မံဖွဲ့စည်းပြီးတော့မျိုးနယ်တွေလုံးစုံဒိမ့်ပိုင်းနိုင်တဲ့အချိန်မှာအာရခပြည်သူတော်လှန်ရေးအစိုးရဆိုတဲ့အစိုးရတရက်ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ကြောက်ဖြူတိုက်ပွဲမှာစကောင်းစီရုပ်လောင်းများ ကတိယလမ်းတစ်လျှောက်200ကျော်ပြန်ကျဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အမှတ်32ရရဲ့တဲ့ရင်ရဲ့အနီးဆုံးခန့်စစ်ပစ်တဲ့ပြိုင်းစေးကိရွာအနီးမှာအာရခတ်တော်အေးနဲ့ဂျမ်ဘတ်စကောင်းစီတက်တို့ကြတိုက်ပွဲတွေပြင်းထန်နေပြီးတော့ဒေဆုံးနေတဲ့စကောင်းစီတတရုပ်လောင်းရာနေချီဟာနေရအနှံ့ပြားမှာပြန်ကျဲနေတယ်လို့မျက်မြင်ဒေသခံတွေကပြောဆိုကြပါတယ်။အဲ့ဒီအများစုမသားရုပ်လောင်းတွေကကြောက်ဖြူမအီကတိယလမ်းတစ်လျှောက်မှာပြန်ကျဲနေတယ်။စခွေးမတအလောင်းနေမြင်လို့ကိုမကောင်းဘူး။ အလောင်း၂၀၀ကျော်တယ်လို့မျက်မြင်တွေ့ရတဲ့ဒေသခံမျိုးသားတအူးကပြောပြပါတယ်။အခုပြန်စေခိဝါဝင်းချင်းကလက်ကွင်းတွေတောင်နာတွေမှာအလောင်းတွေအများကြီးပဲ။နောက်ပြီးတွေ့ရတာကကတ္တရာကာလန်ဘေးတွေမှာစခွေးအလောင်းတွေအများကြီးကိုတွေ့ရတယ်။အလောင်းတွေကောင်းမဲ့သူလည်းမရှိဘူး။ခမ်းမန်းအလောင်းရာနဲ့ချီပြီးတော့ရှိတာ။တိုက်ပွဲကလည်းအချိန်ပြင်းနေ။စခွေးတွေကသူတို့ချင်းချင်းသူတို့လူသူတို့တောင်ပြန်မတည်နိုင်တော့ဘူး။ဒဏ်ရာရတဲ့သူတွေကိုတောင်ပြန်မတည်နိုင်ကြတော့ဘူး။အဲ့တော့ဒဏ်ရာပြင်းတဲ့သူတွေလည်းတေကြတာတွေရှိတယ်လို့ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကကြောက်ဖြူမြို့နယ်ဂုံချွင်တိုက်နယ်အမှတ်32ရက်တည့်ရင်းနီးမှာရှိတဲ့အဓိကခံစည်းဖြစ်တဲ့ဗျိုင်းစေးကေတောင်ကျော်တလျှောက်မှာတနေ့လုံးတိုက်ပွဲတွေပြင်းထန်နေခဲ့တာလို့လည်းဆိုပါတယ်။အဓိကပြင်းထန်နေတာကရက်တည့်ရင်းရှိကထွက်ရင်ဗျိုင်းစေးကေဖရတောင်ကုန်းရှိတယ်။အဲဒီမှာတိုက်ပွဲတွေပြင်းနေတာရက်တည့်ရင်းနဲ့အနည်းဆုံးပေါ့တောင်ကျော်တလျှောက်မှာလည်းတိုက်ပွဲတွေရှိနေတယ်။ဒုံစက်နဲ့တရက်မှာရှိတဲ့စစ်သားတွေကလည်းထွက်တိုက်လိုက်ဝင်ပြေးလိုက်နဲ့ဝယုံသုံးကားချင်းနေမျိုးဖြစ်နေတယ်လို့ပြောပါတယ်။ ။ဓာပြင်မကြခင်ကြောက်ဖြူမှာစခွေကင်းစင်တော့မှာဖြစ်ပြီးကြောက်ဖြူမျိုးကိုအေးအေးထိန်ချုံနိုင်ပြီလို့ပြောလို့ရနေပြီ။အချို့စကောင်းစစ်တသားတွေဆိုအေးအေးနဲ့ပေါင်းပြီးတော့စကောင်းစစ်ကိုပြန်တိုက်နေကြပြီလို့လည်းဆိုပါတယ်။အရင်နောက်ဝါတပွဲမှာမိရှာတထုတွင်တစ်ကိုထိန်ချုံလိုက်ပြီးဆိုတဲ့ဆောင်မရှင်ဆရာလာဆိုဝေရဲ့ရေးသားပေါ်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။တရုံမှာဂျော်တောင်နောက်ကန်ပေးထားတဲ့ဝါတပွဲများဟာမိရှာတထုတွင်တစ်ကိုထိန်ချုံလိုက်နိုင်ပြီဖြစ်တာကြောင့်တရုတ်ဖို့ထရန့်ရဲ့ကုံတွယ်ရေးစစ်ပွဲမှာတပြေးပြေးနဲ့အသာစီးရလာနေပြီဖြစ်ပါတယ်။အမေရိကန်ရကူးခ တရုံမှမြေရှားတတုများတင်ပို့နေခြင်းကိုကန့်သက်ထားမှုအားရက်ဆိုင်ထားရန်တို့မဟုတ်ဖယ်ရှားပေးရန်တောင်းပန်ခါရနေရခြင်းလည်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့တရုံဟာအခြေစားမြေရှားတတုများကိုလုံးဝနှိပါလဝကြီးအုံနိုင်တဲ့အနေထားကိုရောက်ရှိလာနေပြီဖြစ်တာကြောင့်လေယာသုံးတာပိုင်းများဈေးပစ္စည်းကရိယာများနဲ့လျက်စက်ကားများထုတ်လုပ်ရင်းမှလုံးစွာအရေးပါတဲ့တန်လိုက်ပစ္စည်းများတို့ပြန်ပြူးနိုင်မဲ့ခွင်းဆက်များကို၎င်းတို့လိုရှိသလိုစစ်စားနေနိုင်ပြီဖြစ်ပါတယ်။အဲဒီလိုအနေထားမျိုးပိုင်ဆိုင်နိုင်ရန်တို့ မြန်မာပေါ်မှာလည်းလုံးဝမိခိုနေရပြန်ပါတယ်။တရုတ်ရဲ့အကောက်ခွန်စီရင်စရားတွေက2025ခုနှစ်ပထမ၄လပတ်တွင်တရုတ်တို့ရဲ့မြေရှားတပ်တုတန်းစင်ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ကုန်ကြမ်းများရဲ့ထောက်ဝက်ခတ်ဟာမြန်မာမှဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လများတွင်နိုင်ငံရဲ့မြောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလာနေတဲ့အတွက်ဒီဘရိုစီယန်နဲ့ဒါပီယန်တပ်တုများတင်သွင်းမှုရောကြသွားတာကြောင့်ဇင်းနှုံးများဒုံဆက်ရကိုင်းတို့နှီးပါမြင့်တက်သွားရတယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ဒါပြင်မြန်မာမှာစစ်ကမ်းတကြထိန်ချုပ်နိုင်မှုရော်ရဲနေတာကြောင့် တရုတ်ကုမ္ပဏီများအတွက်ဒူပေါ်ထုတ်လုပ်မှုဈေးဟာတခြားဒေသများနဲ့ရှင်လျင်ခုနစားခန့်တက်တာနေတယ်လို့ဆိုပါတယ်။ဒီတွဲကြောင့်လည်းတရုတ်ဟာအာဏာသိမ်းပြီးချိန်မှာစလို့မြန်မာမှမြေရှားတပ်တို့များကိုရခင်ကားထက်ငါစပို့ပြီးတော့ထုတ်ယူနေကြတယ်လို့သိရပါတယ်။ရခိုးကမိုင်းဆက်နဲ့မုံယူးချားမှရှိတဲ့ဝါတို့ထိန်းချုပ်ထားတဲ့နေမြေများထဲမှာတွင်တစ်တေရှာပွေတွှေ့ရှိလာပြီးဖြစ်ပါတယ်။အ ਨੇ ဆုံးလူတရာခန့်နဲ့နေရောညပါဓာတ်ဥပစ္စည်းများတုံး၍ဒူပေါ်ကထရက်ကားများနဲ့တည်ထုံနေကြပြီလို့လည်းသိရပါတယ်။ ဒီလိုထိုင်ခိုးမရှိစီးမဲ့ကမ်းမဲ့တရားမဝင်ဒူပေါ်နေမှုတွေကြောင့်ထိုင်းဘက်ချမ်းမှာရှိတဲ့ခေါမြက်ထဲကိုအစင်းနဲ့ဓာတုစိတ်များဈေးဝင်လာပြီးမဲခေါင်းမြေချောင်းကိုအနေရပြုတ်နေပြီလည်းဖြစ်ပါတယ်။ဒါပြင်တစ်ဖက်မှာဇေယုစုအတွက်နှစ်သိမ့်စုအဖြစ်နေပြည်တော်မှာကျန်းငွေဒဏ်2000ခန့်အကုန်ကြားခံပြီးအထက်မြေဝန်ထမ်းအင်အားများဆောက်လုပ်ပေးမယ်လို့ပြောလာခဲ့ပါတယ်။လက်ရှိမှာတော့မြန်မာစီးပွားရေးဟာ2024-2026ဘန်နာရေးနှစ်အတွင်းနှစ်သက်မှ900ခန့်နှုန်းထိထပ်မံကျဆင်းသွားပွဲရှိနေတယ်လို့ ဇွန်လ12ရက်နေ့မှာထုတ်ပြန်တဲ့စီရင်ခန်းစာမှာပါရှိလာခဲ့ပါတယ်။ငလီရင်ကြောင့်အိုးအိမ်နဲ့အခြေခံအဆောက်အအုံများဓာတ်ရိုက်ထိခိုက်ပျက်စီးမှုတန်ဖိုးဟာဒေါ်လာ17ဘီလီယံရှိတယ်လို့ခန့်မှန်းထားပါတယ်။အဒီပမာဏဟာတိုင်းပြည်ရဲ့စုစုပေါင်းထုတ်ကုန်တန်ဖိုးရဲ့ဈေးရက်ကင်နှုန်းနဲ့ညီမျှတယ်လို့လည်းဆိုပါတယ်။ဒါကလူသားပေါင်း16တန်းကျော်ပေါ်တက်ရောက်မှုရှိခဲ့ပြီးအဲ့ဒီထက်မှ5တန်းကျော်ဟာစစဝါဝါခံခဲ့ရပါတယ်။ဒါကြောင့်ငကိုကလေးကအကြက်တဲကျနေတဲ့ဈေးပွားကြီးဟာပို၍ဆိုးလာမှာဖြစ်တာကြောင့် မြန်မာပြည်သူလူထုရဲ့ခန္ဓာရေးအားကိုထမ်းမှန်စံတက်စရာဖြစ်လာပေလိမ့်မယ်လို့ထိုင်းမြန်မာဆိုင်ရာကဘာပန်ဌာနကိုရဲ့ကြီးကဲကပြောဆိုပါတယ်။ဒါပြင်နိုင်ငံရဲ့ဆင်းရဲနွမ်းပါမှုနှုန်းဟာလည်းနောက်ထပ်နှစ်သက်မှ၈၀၀ခန့်တော့မြင့်တက်လာပေဦးမယ်လို့လည်းကဘာပန်ကခန့်မှန်းထားပါတယ်။၂၀၂၄မှာကောက်ယူခဲ့တဲ့စက်တမ်းများရောက်ဆင်းရဲမှုနှုန်းဟာ၃၁၀၀ခန့်တော့ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်။ယခုကအကြက်တဲများစုပြုံလာမှုကြောင့်အိမ်နောင်စုများရဲ့ရင်ဆိုင်ဖြည့်ရှင်းနိုင်စွမ်းကိုဆိုးဝါးစွာဖိအားပေးလာနေပြီလို့ ထိုင်းမြန်မာဆိုင်ရာကမ္ဘာပိုင်ရဲ့စီးပွားရေးပညာရှင်ကင်အက်တော့ကပြောဆိုခဲ့ပါတယ်။ထို့ကဲ့သို့လူတို့ရဲ့ကြီးပွားဒုက္ခရေးကိုအသာထားပြီးအောင်နိုင်ငံတော်မှာရှိတဲ့ခொနည်းသာသမီများကိုဒုက္ခပေးနေသူများဖယ်ရှားနိုင်ရတဲ့မြေတီနေလမ်းမဆိုတရားမျှတနေမှသာလည်းဖြစ်ပါတယ်။ပြည်သူတို့ရဲ့ကုက္ကံတော်လန့်စေမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါတဲ့တင်ဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ ားလုံးပဲကိုစိတ်နှပြွှင်လန်းချမ်းမြေကြပါစေခင်ဗျာ